ဇွန်လ30ရက်နေ့မှာတူဝနာအာကလာယုံမှာပြုလုပ်တဲ့ One Championship Life of a Nation အဓိကပွဲစဉ်ဖြစ်တဲ့ Medal Weight Dan ချွေကပတ်လူပြိုင်ပွဲမှာလက်ရှိ Champion ဖြစ်တဲ့ Russia နိုင်ငံသား Vitesh ကိုမြန်မာစပကြီးမွေလိုတင်စားခေါ်ဝေါ်ကြတဲ့အောင်လအန်ဆန်ကငါးကြီးထိုးတက်ခဲ့ပြီးနောက်ဆုံးမှာအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲအတွက်အောင်လအန်ဆန်အနေနဲ့တေးသေးချာချာပြင်ဆင်လာခဲ့ပြီးထူးခြားတာကအောင်လအန်ဆန်ဟာသူ့ရဲ့နာမည်ကြီးပွဲသိမ်းတိုက်ကွက်ဖြစ်တဲ့ပြိုင်ဘက်ကိုမလုံနိုင်အောင်ချုပ်တဲ့တိုက်ကွက်ကိုအသုံးမပြုခဲ့ပဲရှင်ပြိုင်ထိုးတက်ဖို့ကိုပဲအားပြုခဲ့ပါတယ်။ ပထမအချိန်မှတည်းကအောင်လအန်ဆာကဗစ်ဒက်စ်ကိုထိုးကွက်အသားနဲ့ပွဲကိုလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီးပရိသတ်တွေအနေနဲ့ဒီအချိန်မှတည်းပွဲကိုအောင်လအန်ဆာကအပြတ်သိမ်းနိုင်မယ်လို့ထင်ရလောက်တဲ့အထိအောင်လအန်ဆာကအသာစီရရှိခဲ့ပါတယ်ဗစ်ဒက်စ်အနေနဲ့ခန္ဓာရင်အားကောင်းလာတဲ့ကစားသမားပြီးပြီး တံပြန်ကန်ချက်တွေအလစ်ထိုးချက်တွေဟာပွဲကိုတစ်ဖက်သက်မဖြစ်စေဘဲအပြန်အလှန်ထိုးသတ်ပြီးပရိသတ်တွေကိုဆွဲဆောင်နိုင်စေခဲ့ပါတယ်ဘေးတက်ရှာသူအားသာတဲ့ ground fight မှာအောင်လာကိုအသာစီးမြူနိုင်ခဲ့ခြင်းဟာလည်းအောင်လာအတွက်နိုင်ငံကုံဆောင်နိုင်ခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်စေခဲ့ပါတယ်ဘေးတက်ရှာချုပ်ကွက်တွေကကောင်းမွန်ခဲ့ပေမဲ့ထိုးချက်တွေဟာမထီရောက်ခဲ့တာကြောင့်အောင်လာတတ်တရာရရှိခဲ့ပါတယ်တတိယအချီမှာဘေးတက်ချုပ်ပြီးထိုးခွင့်မရတာကြောင့်ကျိုးဝိုင်းတိုင်ရဲ့သတိပေးခြင်းကိုနှစ်ကြိမ်တိုင်တိုင်ခံရပါသေးတယ်နောက်ပိုင်းအချီတွေမှာတော့ ်ဘက်တက်ရှာခြေကံကြက်တွေနဲ့လှဲချုပ်ပြီးအပေါ်ကနေတောင်းတွေလက်သီးတွေနဲ့အตาရောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအောင်လအန်ဆန်ကကာကွယ်နိုင်ခဲ့လို့ထိရောက်မှုမရှိခဲ့ပါဘူးနောက်ဆုံးအချိန်မှာတော့ဘက်တက်ရဲ့တိုက်ကွက်တွေကတဖန်ပြန်အားကောင်းလာခဲ့ပေမဲ့လည်းပွဲစဉ်တစ်လျှောက်လုံးထိုးကြက်တွေထိရောက်ခဲ့တဲ့အောင်လအန်ဆန်ကိုပဲဆယ်မှတ်ကိုမှတ်နဲ့ဒိုင်သုံးစလုံးကအနိုင်ပေးခဲ့ပါတယ် One Championship Life of a Nation ပွဲမှာရိုးရအမှတ်ပေးစီမံအတိုင်းထိုးတက်တဲ့ စိုးထက်ဦးနဲ့သွေးသိက်ဝင်းနိုင်တို့ပွဲစဉ်မှာသွေးသိက်ဝင်းနိုင်ကအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲအစမှာသွေးသိက်ဝင်းနိုင်ရဲ့ခြေကံချက်တွေကထိရောက်ခဲ့ပါတယ်။ဒုတိယကြီးမှာတော့စိုးထက်ဦးရဲ့တဖန်ပြန်ခုခံပြီးထိုးချက်ကံချက်တွေအားကောင်းလာခဲ့ပေမဲ့လည်းတတိယကြီးနဲ့စရုတ်တကြီးမှာတော့သွေးသိက်ဝင်းနိုင်ရဲ့ထိုးချက်တွေကံချက်တွေကပွဲအစကလိုပြန်လည်လွှမ်းမိုးလာခဲ့ပြန်ပါတယ်။ပြစမအကြီးဖြစ်တဲ့နောက်ဆုံးကြီးမှာလည်းသွေးသိက်ဝင်းနိုင်ကလက်ရည်အသားနဲ့ထိုးနိုင်ခဲ့ပြီးအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ Featherweight Dan Semi-final 1ပွဲစဉ်မှာတော့ ဂျာဘာဟိန်းနဲ့စောမင်းမင်းတို့ထိုးတက်ခဲ့ကြပြီးအပြန်အလှန်ထိုးချက်တွေနဲ့ပွဲကိုစတင်ခဲ့ပေမဲ့လည်းထိုးချက်တွေကန်ချက်တွေအားသာတဲ့စောမင်းမင်းကပွဲသိမ်းအောင်ပွဲခံနိုင်ခဲ့ပြီးစင်မီဖိုင်နယ်2ရက်ပွဲစဉ်မှာတော့ပတ်ကျော်လင်းနိုင်နဲ့ရဲသွေးနီတို့ထိုးတက်ခဲ့ပါတယ်ဒီပွဲဟာပြိတ္တတွေအတွက်ကျေနှပ်မှုကိုပေးဆွမ်းနိုင်ခဲ့ပြီးဒီပွဲမှာထိုးတက်မှု2ဦးသလုံးအပြန်အလှန်ရှိခဲ့ပါတယ်ဒါပေမဲ့ပွဲတစ်လျှောက်လုံးအသာစီးနဲ့ထိုးလာခဲ့တဲ့ရဲသွေးနီကိုအနိုင်ပေးခဲ့ပါတယ်ဖဲသားဝိတ်တန်းဖိုင်နယ်ပွဲစဉ်အဖြစ်စောမင်းမင်းနဲ့ရွှေချောင်းသားတို့ရှင်ပြိုင်ထိုးတက်ကြရမှာတော့ ်စောမင်းမင်းကအသာစီးထိုးနိုင်ခဲ့ပြီးပထမအကြီးမာတဲ့စောမင်းမင်းရဲ့ချုပ်ကတ်တွေကြောင့်ရွှေချောင်းသားအရှုံးပေးခဲ့ရပါတယ် flight weight တန်းရှင်ပြိုင်ထိုးတတ်တဲ့2015 feather weight တန်း champion တပင်းညိုနဲ့ MMA ပထမအကြိမ်ထိုးတတ်တဲ့ထအောင်ဦးပွဲမှာတော့ပွဲအဆစက္ကန့်20မှာတင်တပင်းညိုရဲ့ညာဝိုက်လက်သီးကြောင့်ထအောင်ဦးအရှုံးပေးခဲ့ရပါတယ်နိုင်ငံတကာတွဲဆိုင်များဖြစ်တဲ့ဂျပန်နိုင်ငံသူ Myra Maguchi နဲ့တရုတ်တိုင်ပေနိုင်ငံသူ Jenny Hong တို့ပွဲမှာ Myra Maguchi ကအနိုင်ရရှိခဲ့ပြီး ဘရာဇီးနိုင်ငံသားဘရူနိုနဲ့ဖိလစ်ပိုင်နိုင်ငံသားဂျမီရမ်ဘိုတို့ပွဲမှာဘရူနိုကအနိုင်ရရှိခဲ့ပါတယ်။တရုတ်နိုင်ငံသားဇောင်ကွမ်းယူနဲ့ကိုရီးယားနိုင်ငံသားကီဗင်ချောင်တို့ပွဲမှာကီဗင်ချောင်ကအလဲတို့လက်သီးနဲ့အနိုင်ရရှိခဲ့ပါတယ်။